မင်္ဂလာပါရှင်တော်လန်ရေဖို့များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာ ရှင်လန်းချမ်းသာကြပါစေရှင်နှစ်ရ17လ2025ရည်နှစ်တရက်တာတွင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ကဲရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်ဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မတရားမျိုးနယ်တနေရာတို့တရဝူးလေတမ်းမှတက်သောဂျက်ဖိုက်တာ၂စီးဖြင့်မနက် 9:59မိနစ်10:05မိနစ်10:40မိနစ်10:32မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်းမျိုးနယ်တနေရာသို့မိထီလာလီတမ်းမှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်10:06မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ နှစ်ရက်၁၇လ၂၀25ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလီတက်နေပြည်တော်မကွေမြစ်ကြီးနားမိထီလာလီတက်များမှဂျက်ဖိုက်တာဝိုင်းတွဲဂျိုင်ရိုကော့ပတာနှင့်ပါရာမော်တာများပြန်တက်မှုအကြိမ်ရေ16ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းနှင့်မကွေတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု9ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဆက်လက်၍၃ရက် 17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏၄ချောင်းတိုက်ခိုက်မှုနှင့်ခဲယဲရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝင်းဟင်း channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မတရားမျိုးနယ်တနေရာသို့မိတိလာနှင့်တရဝူလေတက်မှတ်တ်သော jet fighter နှစ်စီးဖြင့်မနက်တနာရီ90မိနစ်တနာရီ94မိနစ်7နာရီ30မိနစ်7နာရီ32မိနစ် 7နာရီ33မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု9ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဒီမော်ဆိုမြို့နယ်တနေရာသို့နေပြည်တော်လေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်9နာရီ30မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု2ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်၎င်းမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်9နာရီ73မိနစ် 9:18မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနင်္လာသို့တရဦးလေတပ်နှင့်မိထီလာလေတပ်မှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်နေ့လယ်12:20မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဟာခါမြို့နယ်တနင်္လာသို့မကွေးလေတပ်မှတက်သော ဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလျင်တစ်စီးဖြင့်ည9:52မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။3/17လ2025ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရတဦးလေတပ်နေပြည်တော်မကွေးမြစ်ကြီးနားမိထီလာလေတပ်များမှ Jet Fighter ဝိုင်းတွဲ Y8 ဂျိုင်ရိုကော့ပတာနှင့် ပါရမော်တာများပြန်တက်မှုအကြိမ်ကြီး29ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု12ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏ တတိပေထုတ်ပြန်ချက်များကို လေးစားအလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းဟင်း channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝင်းဟင်း Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သော @winhinscapo ဆက်သွယ်တင်ပို့ပေးကြပါရင်မြင့်တာရက်ခန့်အပ်ပါသည်ရှင်။ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုတင်များအားနေ့စဉ်ကြည့်ရှုနိုင်ရင်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။